အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025စက်တင်ဘာလ24ရက်နေ့ဖြစ်ပါတယ်နော်မနေ့ကတင်လိုက်တဲ့အစ္စလာမ်နေနဲ့ပတ်သက်လို့ဘာမှမပြောတော့ဘူးနောက်ဆုံးပို့ပဲလို့ရေးတင်လိုက်တဲ့ပုံမှာအောက်မှာလာပြီးတော့ပွဲစုနေကြတာတပုံတကောင်းကြီးပဲနော်အရန်ယူနှစ်ဖက်သလုံးပါပဲနော်ဘာဖြစ်လို့လဲကိုကျော်ကြီးထွက်သွားမှကြောက်ပါဝင်စေးကျင်တာလားဒီဘက်ကအမျိုးသားကြီးအစွန်ရောက်အဖွဲရလဲခင်ဗျားကပြောတော့ကပြောပြီးတော့ခင်ဗျားကစားခဲ့ပြီးတော့ တိုင်းပြည်အတွက်ဘာဖြစ်တဲ့ညာဖြစ်တဲ့ခမရ6လုံးလှန့်လုံးလေးနည်းနည်း6လိုက်တာနဲ့ကြောက်သွားတာလားအဲဒီဘက်ကဟာတွေကလည်းခမရမီးမွှေးတော့မွေးပြီးတော့ကိုမီကိုပြိုင်ညှိမှလားအာစကားတွေတဘိုးတကောင်းပျော်စရာတော့ကောင်းတယ်နော်ကိုကျော်ကြီးက2019လောက်တည်း Facebook မှာ live တွေလွှင့်ပြီးတော့နိုင်ငံကြီးဘာသာကြီးအကုန်လုံးကိုပြောတယ်ငါဒီရန်ကုန်မြို့ပေါ်မှာမောင်းနေတဲ့တက္ကစီသမားတယောက်ဖြစ်တယ်ဆိုတော့လေတရားဝင်ကိုလောက်ကစာချိန်ညာပြီးမှပြောတာ ဲ့တော့ရန်ကုန်မြို့ပေါ်မှာတက်စီမောင်းစားရင်းနဲ့ပြည်လူလူပရိသတ်ဂျားထဲမှာတွားနေတဲ့နိုင်ငံရေးတွေစစ်ရေးတွေဘာသာရေးတွေပြောတာကိုကျော်ကြီးတယောက်ပဲရှိတယ်အဲ့တော့ကိုကျော်ကြီးကိုကြောက်လားလို့မေးလို့ရှိရင်ယနေ့အချိန်ထိတက်စီမောင်းစားနေတာကိုကျော်ကြီးပိုင်တဲ့တက်စီကားပဲနော်ယနေ့အချိန်ထိတက်စီမောင်းစားနေတယ်အဲ့တော့ကြောက်လားဆိုတဲ့စကားကဒါအဖြစ်ရှင်းသွားပြီနောက်တစ်ခုကကြောက်လားဆိုရင်ကြောက်တယ်ဘာကိုကြောက်တာလဲလို့မေးလို့ရှိရင် ကိုကျော်ဤပါဇက်ဖះကထွက်လာတဲ့ဇကားတွေကြောင့်လူတွေအချင်းချင်းတတ်ကြမှောက်ကြောက်တယ်။လူတွေအကျိုးစီးပွားပျက်စီးသွားမှောက်ကြောက်တယ်။လူတွေတယောက်နဲ့တယောက်ကိုကျော်ဤပါဇက်ကထွက်လာတဲ့ဂုံတိုက်ဇကားတွေဖြစ်ခဲ့လို့ရှိရင်အဲ့ဒီဂုံတိုက်ဇကားတွေကြောင့်လူတွေတယောက်နဲ့တယောက်အကျိုးစီးပွားပျက်စီးကြောင်းတတ်ကြောင်းဖြတ်ကြောင်းတွေဖြစ်လာမှောက်အရန်ကြောက်တယ်။ဒါကြောင့်မလို့ဒီဘွဲကိုကိုကျော်ကြီးတို့ကနောက်ဆုတ်ပြီးလိုက်တာဝင်မပါတော့အဲ့တော့အစ္စလမ်ဘာသာတွေကပြောတယ်ခမရကမိစမွေးတာဆိုတော့မိစမွေးတာဒီမင်းတို့အစ္စလမ်နေဖြစ်တယ်နော် မလေးမှာရောက်နေတဲ့ရေမျောကန်းနေကောင်တွေကနေစတာမလေးကရောက်နေတဲ့ရေမျောကန်းနေကောင်တွေကဗုဒ္ဓဘာသာကိုနန်စတော့စော်ကားတာငါမသိကြအောင်ဆောင်းနေတယ်နော်မင်းတို့ဘာသာထဲမှာဟလာကပ္ပဆံမှာတွားပြီးတော့လောဘဒေါသမောဟတွေနေဗေနာထားခဲ့လဲဆိုပြီးလိုက်ရှာတယ်ဆိုတဲ့ပို့ကနေစပြီးတော့မင်းတို့ဘာသာကောင်းကြောင်းတွေငါတောက်လျှောက်ပြောပြီးအဲ့ဒီကောင်တွေကလေးလေးကိုရှုထားခဲ့တယ်။နော်နောက်တစ်ယောက်နောက်တစ်ခါကျတော့မင်းတို့ဇာဇာနီဇာကေနိုင်ဆိုတဲ့ကောင်က ဗီဒီယိုဖိုင်ကိုအတကုံဖြန့်လာဗုဒ္ဓဘာသာကိုပုတ်ခတ်တဲ့စကားအသေးဖြန့်တယ်နောက်တော့မော်လဝီတယောက်စပြောတယ်နွေဤပလီယကောင်ဗမာလူလူ ကလားလူလူကောင်တကောင်ထပြောတယ်နှစ်ကောင်အဲ့တော့မှငါမင်းတို့ဘာသာကိုစပြီးရှင်းလာဟုတ်တယ်နော်ကိုကျော်ကြီးပြဿနာဆက်ရှာတာမဟုတ်ဘူးအဲ့တော့မင်းတို့ကတိလိုက်တာကကိုကျော်ကြီးကိုတိလိုက်တာကဟိုဘာလဲဟိုဟိုဟိုညီမနှစ်ယောက်ကိစ္စမှာမင်းတို့မော်လဝီတွေဝိုင်းဗလိန်တဲ့ကိစ္စကိုပြောတာအဲ့ဒါလည်းမင်းတို့ဘာသာကိုစော်ကားတာမဟုတ်ဘူး မိမတယောက်ကိုမော်လဝီဆရာကြီးလုံနေဝိုင်းဗလိန်းတာအဲ့ဒါကိုပြောတာငါတို့ဘာသာကဖုန်းတော်ကြီးကမိမတယောက်အဲ့လိုဗလိန်းပြီဆိုရင်ငါတို့ကဝိုင်းတီးတယ်အဲ့တော့မနေ့ကလာပြီးတော့မေးတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောတဲ့စကားကဲတယ်ဟို DJ ကတဲ့အမျိုးသမီးကိုတဲ့ဘယ်ဖုန်းတော်ကြီးကခွင့်မလွတ်ဘူးအပြစ်လွတ်ရမယ်လို့ပြောတာမင်းတို့မြင်ဘူးလေလိုင်းပေါ်မှာတက်ပြီးတော့ပြောသမျှဖုန်းကြီးတွေကအပြစ်ကိုခွင့်လွတ်ပေးတယ်ဆိုတာပဲပြောတယ်ဘယ်သူမှဝိုင်းမဗလိန်းဘူးအဲ့ဒါကွာတာဘာသာရေးခေါင်းဆောင်တယောက်ရဲ့စိတ်နေစီတာအဲ့ဒါကွာတာ နောက်တစ်ခုကဒါကမင်းတို့မနေ့ကမေးခဲ့တဲ့မေးခွန်းတွေအတွက်ဖြည့်ရှင်းပေးလိုက်တာဟုတ်ပြီနော်အစ္စလမ်ဘာသာနဲ့ပတ်သက်လို့ကိုကြိုကြီးဘာမှမပြောတော့ပြီးသွားပြီရက်သွားပြီဘာကြောင့်ရက်လိုက်ရတာလဲလို့မေးလို့ရှိရင်လူတက်ပွဲတွေမလို့ခြင်းလို့ကိုကြိုကြီးပါဇက်ဘုရားကထွက်လာတဲ့အရာတွေသည်သူ့ဖက်သားတွေတက်ကြောင်းဖြက်ကြောင်းဖြစ်မှာကိုအရန်ကြောက်တယ်အဲ့ဒီအတွက်ဘယ်တော့အခါမှလည်းကြိုက်တဲ့ဗီဒီယိုဖိုင်ကိုသွားရှာဘသူတွေကိုတက်ပြရမယ်ဘသူတွေကိုဖျက်ပြရမယ်ဆိုတဲ့အခါကိုကြိုကြီးဘယ်တော့မှမပြောနိုင်ငံသားအချင်းချင်းပေါ်မှာလည်းမပြောဘာသာကြလူမျိုးကြဘယ်ပေါ်မှမပြောခဲ့ဘူးကိုကြိုကြီးသည်ငါးပါးတီလာတုံးတယ် ီလလုံတယ်လို့အယူဝါဒဆင်ကျတယ်။မိစ္ဆာဒိဋ္ဌိအယူဝါဒလည်းဆင်ကျတယ်။အန္တရဂါယိကဆိုတဲ့တတ္တရဒိဋ္ဌိနဲ့ဥစ္စာဥစ္စီတာဒိဋ္ဌိလည်းဆင်ကျတယ်။အဲ့ဒီအတွက်ကိုကျော်ကြီးသည်တန်လျာမှာမြုပ်ပြီးမျောမဲ့တတ္တဝါထဲမှာမပါဘူး။အပယ်ကျမဲ့တတ္တဝါထဲမှာကိုကျော်ကြီးမပါဘူး။ဟုတ်ပြီနော်။နောက်တစ်ချက်ကိုကျော်ကြီးကြောက်တဲ့အကြောက်ကဒီလူလောကကြီးကိုပြန်လာမှအရန်ကြောက်တယ် ဒါကငါသားဒါကငါမရငါမိသားစုဆိုပြီးတော့ကာကွယ်မှုတွေလောဘတွေဒေါသတွေနဲ့ခိုက်ရန်ဖြစ်ရမယ့်အလုပ်တွေကိုအရန်ကြောက်တယ်ဒါကငါလူမျိုးဒါကငါတိုင်းပြည်ဒါကငါရဲ့ကိုယ်ကိုယ်ရာတွေဆိုပြီးတော့ကာကွယ်ရအောင်မယ်အဲ့ဒီအယူအဲ့ဒီအယူဆတွေကိုအရန်ကြောက်တယ်အဲ့ဒီလိုလုပ်နေရမယ့်အလုပ်တွေသူများကောက်ကိုဒုက္ခပေးရမှာနှင်းဆဲရမှာတိုက်ခတ်ရမှာတတ်ဖြတ်ရမယ့်အလုပ်တွေကိုကြောက်တယ်နော်အဲနောက်တစ်ခုထပ်ပြီးပြောပြအောင် ိုကျော်ကြီးကဘာသာရေးနဲ့ပတ်သက်လို့အယူဝါဒစစ်ထိုးမယ်ဆိုရင်စိတ်ခေါ်ရင်မင်းတို့ရှိငါလာခဲ့မယ်လို့ပဲပြောတယ်။ငါရှိမင်းတို့လာခဲ့လို့တခါမှမခေါ်ဘူး။မင်းတို့ပြိဿတ်ကြောင်ငါတယောက်တည်းလာမယ်လို့ပဲပြောတယ်။အဲ့တော့ကိုကျော်ကြီးကကြောက်တတ်တလားမကြောက်တတ်တလား။ဘလို့ကြောက်တတ်တာလဲဘလို့မကြောက်တတ်တာလဲဆိုတော့ဟုမင်းတို့အနေနဲ့ကွက်ကွက်ပြပြမြင်မယ်လို့ထင်တယ်။ဒီလောကကြီးကိုကိုကျော်ကြီးကပြန်လာမှဘာကြောင့်ကြောက်တာလဲလို့မေးလို့ရှိရင်လောကကြီးကယွန်စရာအရန်ကောင်းတယ်။ဘလောက်ထိယွန်စရာကောင်းလဲလို့မေးလို့ မြတ်စွာဘုရားလက်ထက်တော်အခါကအမျိုးသမီးတယောက်ကတစ်ချိတ်တယောက်ရဲ့အငယ်ဆုံးမယားဖြစ်တယ်အငယ်ဆုံးမယားလေးကမွေးလာအဲ့ချိန်ကအိန္ဒိယရဲ့လူနေမှုစနစ်ကအရွယ်ရောက်လာတဲ့15 16လောက်ဆိုလင်ပေးစားလိုက်တာပဲအဲ့တော့အဲ့ဒီအရွယ်လောက်မှာယောက်ျားအိမ်ကိုယောက်သွားတယ်ယောက်ျားအိမ်ကိုယောက်သွားတဲ့အခါမှာအငယ်ဆုံးမယားလေးကယောက်ျားလေးကိုဝင်ရတယ်အဲ့ဒီချိန်မှာယောက်ျားလေးကိုဝင်ရသူကအဲ့ဒီအိမ်ရဲ့မိဖုရားဖြစ်ပြီပေါ့ဗျပြောရမယ်ဆိုရင်တော့မိဖုရားကောင်ကြီးဖြစ်ပြီအဲ့ဒီအိမ်မိသားစုရဲ့တထေးကြီးရဲ့ အမိမျက်ဆုံးမိမပေါ့အဲ့ဒါကိုတီးတဲ့ခါကျတော့ယောက်ျားလေးမွေးတော့တတ်ဖို့အမျိုးမျိုးကြုံကြံကြတာအဲ့တော့သူ့သားလေးနဲ့သူနဲ့တိမ်မှာကြောက်လို့အဲ့ဒီကလေးမလေးကသူ့သားလေးကိုပွေပြီးတော့ပြေးလာပြေးရင်းနဲ့လေတော်ထဲမှာရေစာလို့အစားတောက်ရှာလို့လေဆောင်တဲလေးပေါ်မှာသူ့ကလေးလေးကိုတင်ပြီးတော့ရေဒီအစားတောက်လိုက်ရှာနေတဲ့အချိန်ပြန်လာတော့သူ့ကလေးကမရှိတော့အယူမယူဝိုင်းတာပဲသူ့ကလေးကိုလဲသမားတွေကအဲ့မှာကုံတယ်လဲသမားတွေကအဲ့ဒီကလေးကိုမြင်ပြီးတော့ကလေးလာစွန့်ပြစ်ထားတယ်ဆိုပြီးကောက်ယူပြီးမွေးသွားတာ အဲ့ရနေပြီးတော့သူတောရောက်တောင်ရောက်နဲ့တခိုးကြီးတယောက်နဲ့ညားတယ်လူစိုးကိုင်းပေါ့ဗျာတခိုးကိုင်းဓမြကြီးကိုင်းတခိုးဆိုတာအဲ့ချင်းလက်နက်ကိုင်းဓမြကိုင်းတကိုင်းကိုတခိုးလို့ခေါ်တာပါပဲအဲ့တော့ဓမြကိုင်းကောင်းဆောင်ရင်မရဖြစ်သွားပြန်အောင်အဲ့ဓမြကိုင်းကောင်းဆောင်မရဖြစ်ပြီးတော့တခါသမီးလေးတယောက်ထပ်မွေးတယ်အဲ့တော့သမီးလေးတယောက်ထပ်မွေးလာတဲ့အချိန်မှာပဲအဲ့သမီးလေးကိုချော့သိရင်နဲ့ပခတ်ပေါ်ကပြုတ်ကြတယ်ပေါ့ဗျာခေါင်းပေါက်သွားတာအဲ့တော့တခိုးကြီးကသူ့ကိုရိုက်နှက်ပြီးတော့လုံမှာကြောက်တော့အဲ့ဒီခလေးလေးကိုထားပြီးတခါထွက်ပြေးသွားပြန်အောင် အဲ့ဒီလိုပဲထွက်ပြေးသွားရင်ကျင်လည်ရင်းနဲ့ကုံတဲ့ကုံတဲ့ယောက်ျားတစ်ယောက်နဲ့လူငယ်တစ်ယောက်နဲ့သူ့ကိုချစ်ခင်နှစ်သက်ပြီးတော့အဲ့ကုံတဲ့ယောက်ျားတစ်ယောက်နဲ့ညာရောငငယ်ရွယ်ရွယ်လူငယ်လေးနဲ့ညာရောညာပြီးတော့ဒီလိုနေရင်းနဲ့ကြာလာတဲ့အခါမှာအဲ့ဒီလူငယ်လေးကတခါနောက်ထပ်မိမတစ်ယောက်ထပ်ယူလာတယ်မိမငယ်လေးတစ်ယောက်ကိုသူ့အိမ်ကိုခေါ်လာတယ်အဲ့တော့မိမငယ်လေးကို तू ကပြုစုယူရပါလေမယားကြီးပီတာဆိုတာပဲမိမငယ်လေးကိုတာဝန်ကြီးတယ်တနေ့အဲ့ဒီမိန်းကလေးရဲ့ခေါင်းကိုရှင်းပေးနေတဲ့ခေါင်းမှာဒဏ်ရာကိုသူတွေ့တဲ့ခါကျတော့ ဲ့ဒီခေါင်းကတန်ရဘာဖြစ်တာလဲလို့မေးတာသူ့အမေကဒီလိုဒီလိုပဲသူ့ကိုပြစ်ချပြီးတော့ခေါင်းပေါက်သွားတာကိုမပြုစုပဲနဲ့ထွက်ပြေးသွားတယ်သူ့အမေလှုပ်တဲ့လူကသူ့အမေကဘယ်သူမှန်းတော့သူမသိလိုက်ရပါဘူးပေါ့ငငယ်လေးတည်းထားပါဆိုအဲ့မှာနဲ့သူ့သမီးမှန်းသိပြီးတော့ခြုံမဲ့ချပြီးတာမီနီယောက်ဖတ်ပြီးငိုကြောက်တာမီမနီယောက်ဖတ်ငိုနေတဲ့အချိန်မှာတတိယပြန်ရောက်လာဘာဖြစ်လို့ဒီလောက်ကြက်သေးရင်မရှိဖတ်ပြီးတော့ငိုနေကြတာလဲဆိုမေးတဲ့ခါကျတော့ဒီလိုဒီအကြောင်းကြောင့်ပဲဆိုသူကလည်းတစ်ခါထပ်ပြောပြတယ်ကျုပ်ကိုကျုပ်မရလဲငငယ်ကဒီလိုလဲဆောင်တဲပုံမှာပြစ်ထားခဲ့တာ ကျုပ်ကိုဒီတထေးကုံတဲ့ကြီးကမွေးလာတာအဲ့တော့ကိုသားကိုကိုပြန်လင်တော်ရတယ်ကိုသမီးနဲ့ကိုတလင်နဲ့မရပြန်ဖေးရတယ်ဘလောက်ယွန်စရာကောင်းလဲလောကကြီးနော်လောကကြီးဘလောက်ကြောက်စရာကောင်းလဲဆိုတော့ခင်ဗျားတို့မြင်အောင်ကြည့်နောင်ဘဝတွေရှေ့ဘဝတွေခင်ဗျားတို့လင်မရတော်ခဲ့တာတွေဒီဘဝမှာလူတက်ပွဲဖြစ်ကြတာတွေဘာသာကွဲဖြစ်လို့အချင်းချင်းပြတ်တက်တာတွေခဏထားလိုက်လက်ရှိပြစ်ဆုံးပင်ဘဝမှာတွေဒီလိုအဖြစ်မျိုးတွေကမြန်မာပြည်မှာလည်းမရှိဘူးလို့မပြောနိုင်ဘူးကိုသားသမီးကိုမွေးပြီးပြစ်ချထားခဲ့တဲ့ဟာတွေအများကြီးဘလောက်ယွန်စရာကောင်းလဲဆိုတော့ပြောပြတာ အဲ့တော့ဒီလိုအဖြစ်ဆိုးမျိုးတွေကဘာကြောင့်ပြောလဲဆိုတော့ဝစီကံကာယကံဝစီကံမနောကံနေမှားခဲ့ကြလို့ဒီလိုအဖြစ်ဆိုးတွေ ਨੇ ကြုံရတာအဲ့တော့ခမားတို့ကိုယ်၌ကကာယကံဝစီကံမနောကံနေသူများကကိုတက်ကြောင်းဖြတ်ကြောင်းသူများဘာပွက်ပြဲကြောင်းနေပြောနေလို့ရှိရင်ဒီလိုအဖြစ်မျိုးတွေ ਨੇ ပြန်ကြုံရင်ခမားတို့ဘယ်လိုခံစားရမလဲကျုပ်ကတော့အဲ့ဒါကိုကြောက်တာအသိကိုကြောက်တာအဲ့ဒီအတွက်ဒီလောကကြီးပြန်လာအောင်ကျုပ်ကြောက်တယ်နဲ့လည်းကျုံမဖြစ်ချင်ဘူးကျုပ်လူလည်းမဖြစ်ချင်ဘူးတဏှာဝစင်းရဲကမလွတ်ချင်တော့ကျုပ်ဗိမာပြီမှာနေချင်တယ်အဲ့ဒီအတွက် ကျုပ်ဝစီတွေကိုကျုပ်ထိန်းတယ်ကျုပ်ရဲ့ကာယကံဝစီကံမနောကံတွေကိုထုံးတယ်ကျုပ်ပြောတဲ့အယူဝါဒတွေဒီအယူဝါဒနှိမ်နင်းတာပဲရှိမြတ်စွာဘုရားရဲ့ဗုဒ္ဓဘာသာစစ်စစ်တည်တိလဆင်ချရတယ်အယူဝါဒဆင်ချရတယ်အဲ့ဒီအတွက်ခမရတို့အကျိုးစီးပွားပြည့်စည်ကြောင်းမိစ္ဆာဒိဋ္ဌိစကားကျုပ်ဘယ်တော့မှမပြောဘူးတတရဒိဋ္ဌိနဲ့အိုးစီတာကိုဒိဋ္ဌိမှန်လို့ဗုဒ္ဓဘာသာကိုလာပြီးတော့ရှင်ထိုးလာလို့ရှင်တတရဒိဋ္ဌိနဲ့အိုးစီတာဒိဋ္ဌိကိုနှိမ်နင်းတယ်အဲ့ဒီအလုံးတစ်ခုပဲတော့ဟုတ်ပြီနော်အဲ့တော့ကိုကျော်ကြီးကဘာကိုကြောက်တယ်ဘာကိုမကြောက်ဘူးဆိုတော့ဒါလောက်ဆိုရင် တက်တက်ကွက်ကွက်တီးကြမယ်လို့ထင်ပါတ